လင်းတန်းခန်းစားနေရတဲ့မန္တလေးမြို့မှာ မနေ့ကနေ့လယ်2နာရီ45မိနစ်ခန့်ကမိုးသီးတွေကြွေကြတဲ့အထိမိုးသည်ထန်စွာရွာသွန်းပြီးတနာရီကို25မိုင်နှုန်းနဲ့လေပြင်းတွေတိုက်ခတ်ခဲ့တယ်လို့မန္တလေးမြို့တော်စီပင်သားရဲကော်မတီကထုတ်ပြန်ပါတယ်။မိုးသည်ထန်စွာရွာသွန်းပြီးလေပြင်းတွေတိုက်ခတ်မှုကြောင့်ငလင်းတန်းခန်းထားရတဲ့အဆောင်တွေထပ်မံပြိုကျတာ အိမ်ခေါမိုးတွေလန့်ထွက်တာဆိုလာပြားတွေလွင့်ထက်တာတွေဖြစ်ပေါ်ခဲ့တဲ့အပြင်လူသုံးဦးလည်းဒဏ်ရာရခဲ့တယ်လို့မန္တလေးမြို့ကန်တွေစီကသိရပါဗျ။မန္တလေးမြို့84လမ်းနဲ့38လမ်းတောက်ပတ်ဝန်းကျင်ကအဆောက်အုံတစ်ခုရဲ့ခေါမိုးလွင့်ချမှုကြောင့်လူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးမန္တလေးစစ်ရုံကိုပို့ဆောင်ထားရတယ်လို့မန္တလေးမြို့ကန်တဦးစီကသိရပါဗျ။ဒါအပြင်ငလင်တန်းကြောင့်နေအိမ်တွေပျက်စီးသွားပြီး မြေပြင်ကျဲကွင်းပြင်ကြီးတွေမှာယာယီတဲတွေနဲ့နေထိုင်ကြသူတွေအတွက်လည်းအခက်အခဲတွေပိုမိုဖြစ်ပေါ်နိုင်တယ်လို့သိရပါဗျ။မေလ10ရက်နေ့ကနေ15ရက်အတွင်းငလင်ဘေးတင့်ဒေသတွေအပါအဝင်မြန်မာနိုင်ငံတဝန်းနေရာကွက်ပြီးမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါဗျ။